မျိုးသားအကျိုးစီးပွားကိုပြက်စီးစေနိုင်တဲ့အစွန်ရောက်မှုတွေကိုစင်ကြီးလုံးတရားထားကြဖို့မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကပြောဆိုလိုက်ပါတယ်ခွန်ဘသာတင်ဆက်ထားပါတယ်ရှင်အမျိုးသားရေးဆောင်ရွက်တဲ့အခါမှာအစွန်ရောက်မှုတွေကအမျိုးသားအကျိုးစီးပွားကိုပြက်စီးစေနိုင်တဲ့အတွက်စင်ချင်းတုံတရားထားကြဖို့စက်တင်ဘာလ28ရက်နေ့ကစပြီးတောင်းရကြကျင်းပနေတဲ့မွန်အမျိုးသား conference အစီအဝေးမှာပြောကြားလိုက်ပါတယ် အစည်းအဝေးကိုမွန်ပြည်နယ်မော်လမြိုင်မြို့ပြည်နယ်ခမ်းမမှာကျင်းပခဲ့ပြီးရန်ကုန်ပဲခူးမုံကရင်တနင်္သာရီတိုင်းနဲ့နိုင်ငံခြားကမုံကူဆလဲတွေလည်းတက်ရောက်ခဲ့ကြပါတယ်။ဟောလို့အနိုင်တော့ဒေသပရမအဆုံးရောက်မှုကတော့တမန်အကြောင်းအရမိမိလူမျိုးသားအမျှဆုံးဆိုပြီးတခြားလူမျိုးတွေအပေါ်နှိပ်ချတာမျိုးမိမိရဲ့ရိုးရာရင်ကျေးမှုအပေါ်အထင်ကြီးပြီးအများအပေါ်အထင်အမြင်သေးတာမျိုးဖြစ်ပါလေ။ ဒုတိယအဆုံးရောက်မှုမျိုးကတော့ရေလိုက်ငါးလိုက်ပုံစံမျိုးနဲ့အမျိုးသားရေးထက်ပုံကိုရေးဦးစားပေးတာမျိုးနိုင်ငံရေးအခွင့်အရေးထက်စားပေးရင်ကျေးမှုအခွင့်အရေးနဲ့သာဖြည့်သိမ့်နေတာမျိုးဖြစ်ပါတယ်လို့မွန်ဖြည့်သိမ့်ပါတီဥက္ကဋ္ဌကပြောပါတယ်။မော်အမျိုးသားကွန်ဖရင့်မှာမွန်ဒေတာအတွင်းမှာထာဝရညင်ချမ်းရေးတိဆောက်ရေးမွန်တမျိုးသားလုံးစီလုံးညီညွတ်ရေးမော်အမျိုးသမီးကန္တမြင့်တင်ရေးအနာဂတ်မလူငယ်တွေရဲ့အရေးချင်းမြင့်တင်ရေးစတဲ့အချက်တွေအပါအဝင် ပြောဆိုဆွေးနွေးတာမှာဖြစ်ပါတယ်။ ဒီကျွန်တော်တို့မုန်ပြတဲ့အချိန်တွေကတော့လည်းငြင်းငြင်းလာတဲ့အချိန်တွေကိုရှိလိုက်တာပါကျွန်တော်တို့ပြည်သူလူထုတွေကလည်းအဲဒီမှာအဲခုပြီးလုပ်ငန်းတွေနဲ့ပတ်သက်ဆက်ဆက်လုပ်ကြကြမှာဆိုရင်ရေးချက်မျိုးနဲ့ကျွန်တော်တို့ဒီ conference ချက်ပါကျွန်တော်တို့အတွက်အရေးကြီးဆုံးကတော့မွန်တမျိုးလားလုံးဆိုင်ရာညီလာခံကြီးကျင်းပဖို့ပဲဖြစ်တယ်မော်မျိုးသား conference မှာတန်ခါတော်တွေမွန်နိုင်ငံရေးပါတီတွေမွန်ပြည်နယ်မှာရှိတဲ့တိုင်းရင်းသားလက်နက်ကန်တာတွေတက်ရောက်ခဲ့ကြပါတယ် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ပြည်내ဝန်ကြီးချုပ်နဲ့ပြည်내အစိုးရတာဝန်ရှိသူတွေလည်းတက်ရောက်ခဲ့ကြပါတယ်။မော်မျိုးသားကွန်ဖရင့်ကျင်းပလာတာဟာအခုဆိုရင်ခုနှစ်ကြိမ်မြောက်ရှိနေပြီဖြစ်ပေမဲ့လည်းမြန်မာနိုင်ငံအတွင်းမှာမော်မျိုးသားကွန်ဖရင့်ကိုလှလစွာကျင်းပနိုင်တာကပထမဆုံးအကြိမ်ဖြစ်ပါတယ်။ကျွန်တော်ခွန်ပါတာပါ။